မိုင်ရိုနဲ့အတင်းကရေပါလိဖလားကိုရောက်ကိုရားလိုက်မယ်လို့ဖွင့်အားပြောဆိုလိုက်တဲ့ချီဂျာရီတို့မိုင်ရိုနဲ့အတင်းကလိုင်းရောအတင်းနဲ့ရေပါလိကွာတာဖိုင်နယ်ဒုတိယကြောက်ပွဲစဉ်မှာ၄ဂိုး၂ဂိုးနဲ့ရှုံးနေနေပြီးမှအတိမ်ပိုအတွင်းကိုရင်းနဲ့ amazing ကမ်မနဲ့၅ဂိုး၄ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးရေပါလိ semi final ကိုတက်ရောက်သွားခဲ့ပြီးဖြစ်ပါလိမ့်ယူရိုတဲ့ဇာမောင်တရားဖြစ်တဲ့ဒီနာဗီတိုဟာလန်ဒက်စ်ကဒီအာဒီမှာယူရိုတဲ့အသင်းတို့ယူပါလိမှာချန်ပီယံဖြစ်နိုင်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် လက်ရှိကနေပြအမွန်ရဲ့လောက်မှာယူရိုတဲအောင်သိန်းအတွက်ခက်ခဲတဲ့ရာသီတစ်ခုဖြစ်နေခဲ့တာလည်းပဲဖြစ်ပါတယ်။ယူရိုတဲအင်ကပရီးမီးယားလိမှာအဆင်စင်လေးနေရာမှာယက်တီနေပြီးတော့လက်ရှိမဘေးစရောက်ကိုဥဆောင်နေတဲ့လဘဘူအသင်းနဲ့ဆိုရင်38မှ80တောင်းကွာဟနေတာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ယူရိုတဲအင်ရဲ့ယူပါလိမှာတော့မျောလင်းဂျက်ကပို့ပြီးအားကောင်းလာစေခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဟာနန်ဒက်စ်ကကျွန်တော်တို့အရန်ကိုပြောပါတယ်ယူရိုတဲအင်ကယူပါလိမှာဆက်လက်ရှင်းပြနေတော့မှာဒီရာသီကတော့တို့အတွက်အရန်ကိုခက်ခဲခဲ့ပါလေ။ ပြည်ရဲ့ရာသီအနေငယ်ကလည်းဒီလိုပါပဲဒါပေမဲ့ Manchester United လိုကလပ်အသင်းအတွက်ဒီလိုစုပ်လားတွေအတွက်ရှင်ပြိုင်နေရတာကအရန်ကိုအရေးကြီးပါလေသူတို့ဖလားကိုရောက်ကိုရလိုက်မယ်လို့ကျွန်တော်တကယ်မျှော်လင့်ပါတယ်နိုင်ငံကပွဲစဉ်တစ်ခုမှာနိုင်ရဖို့အခွင့်အရေးရှိတာကအမြဲတမ်းအရေးကြီးပါတယ်လို့ဖွင့်ရပြောဆိုကြတာလည်းဖြစ်ပါလေ မိုင်ရနယ်တဲ့ကဒီရသည်ပရီးမီးယားလိကနေဥရောပဝင်ခွင့်ရရှိဖို့အတွက်မဖြစ်နိုင်တော့ပေမယ့်ယောဘလီဖလားကသာရရှိခဲ့မယ်ဆိုတော့လာမယ့်ရသည်ဂျမနီဝင်ခွင့်တနေရာစာရရှိမှာဖြစ်ပြီးဒီရသည်ကိုလည်းအဓိကဆူပလာတလုံးနဲ့ရသည်ပေသိမ်းနိုင်မှလည်းဖြစ်ပါလိမ့်ရေမရီအသင်းနဲ့ဆွေးနွေးဖို့အတွက်အသင်းဖြစ်နေတဲ့ယာဂန်ကလော့ လောသင်းရဲ့နေပြဟောင်းဖြစ်တဲ့ယာဂန်ကလော့ကတော့ရီယယ်မထွေအသင်းကိုနေပြအဖြစ်တောင်းယူဖို့အစင်းသင်းဖြစ်နေပြီးလက်ရှိရီယယ်မထွေအသင်းရဲ့နေပြကာလိုအန်ဆရော့တွေကတော့အေဗလာကိုမှာပဲအသင်းကနေထွက်ခွာသွားဖွယ်ရှိနေတယ်လို့သတင်းတွေကြဲကြဲလောင်းလောင်းထွက်ပေါ်လျက်ရှိနေပါလိမ့်ကလော့ကတော့လဘာဝသင်းကိုကိုးနေအထိကာလအခြေကြောင့်တောင်းယူကန်တွယ်ခဲ့တာဖြစ်ပြီးပြည်တဲ့ယာဒီကိုမှာပဲလဘာဝသင်းနဲ့လမ်းခွဲခဲ့တာဖြစ်ပြီးကိုနီတောင်တောင်ထမ်းဆောင်ပြီးတော့ထွက်ခွာသွားခဲ့ပြီးရဘူးရဲ့ကဘာလုံးဆိုင်ရာဘောလုံးအတီးခဲ့ဖြစ်ခံအချင်းခံခဲ့ရပါလိမ့် ဒါပေမဲ့လည်းဒီရာတို့ကတနေ့မပြည့်သေးခင်မှာပဲကလော့ကမပြောင်းမရွှင်ဖြစ်နေပြီးတော့စပိန်သတင်းဌာနတွေကတော့ရီယယ်မထွေအသင်းနဲ့ဆွေးနွေးဖို့လမ်းဖွင့်ထားပြီးဇူလိုင်လမှာနေပြလုပ်ကိုစတင်လောကန်သွားဖို့အသင်ရှိနေတယ်လို့ဆိုနေကြပါလိမ့်။ Sky Sport ရဲ့ဖော်ပြအချက်အရကာလိုအန်စတော့ဒီဟာအေဘရလ26နေ့ဘာစီလိုနာအသင်းနဲ့ကိုပါလီဖိုင်နယ်ပွဲစဉ်ပြီးမှာရီယယ်ကနေထွက်ခွာသွားရနိုင်တယ်လို့ဆိုနေပါလိမ့်။ ရီယယ်မတ်ရီအသင်းကလည်းဂျမနီကချန်ပီယံလိဂ်ကွာတာဖိုင်နယ်ဒရီယာချော့မှာအာဆင်နယ်အသင်းကိုအင်ကွင်းမှာနှောက်ဂိုးကိုနဲ့ရှုံးနေပြီးနှစ်ကြောပေါင်းရလက်၅ဂိုးကိုနဲ့ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ဗိုလ်ပြီးမှတော့နေပြကြီးအန်စတော်နီကကလပ်ကကျွန်တော်ကိုစားတဖို့ဆုံးဖြတ်လာနိုင်ပါတယ်။ဒါကတော့ဒီနေ့ဖြစ်နိုင်တယ်လို့ကျွန်တော်ရဲ့စားချုပ်ကောမနောက်နေ့မှလည်းဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့လည်းကလပ်မှာကျွန်တော်ပြီးဆုံးတဲ့အခါဒီကလပ်ကိုကျေးဇူးတင်နေမှာပါ။ မနက်ဖြန်ဖြစ်သွားနိုင်တယ်လို့တပတ်ခါလည်းဖြစ်သွားနိုင်ပါလေနောက်လာမယ့်နှစ်လည်းဖြစ်သွားနိုင်ပါလေကျွန်တော်စာချုပ်ကုန်တာပဲဖြစ်ဖြစ်မကုန်တာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဂယူဆိုင်မနေပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလေနေပြန်ကတော့ဒီကနောက်20ခုနှစ်နေရသည်မှာရေးမထွေအသင်းကိုပြန်လည်ရောက်ရှိကြတာဖြစ်ပြီးဒုတိယကြိမ်တောင်ယူမှုမှာစူပလာ17လုံးအထိရောက်ရှိကြတာလည်းဖြစ်ပါလေ ရီထဲမှာလာလီကာဖလား2ကြိမ်၊ချမ်ပီဖလား2ကြိမ်နဲ့ကလပ်ကမ္ဘာဖလား2ကြိမ်နဲ့ပါဝင်လာလည်းပဲဖြစ်ပါလိမ့်။အခုတော့နေပြကြီးအန်စတော့တွေကရီယယ်မထရစ်အသင်းကနေနောက်ကြိမ်ထွက်ခွာရဖို့အတွက်အချိန်တွေများနေပြီးသူ့ရဲ့နေရာမှာကလော့ကိုခံဖို့အတွက်အလားလာကောင်းနေတယ်လို့သိရှိရပါလိမ့်။ကြမ်းလေးမှာပထမဆုံးအချိန်ဘိုးဆွဲဖို့ရေးပန်းအစားဆုံးဖြစ်နေတဲ့အာဆင်နယ်ရီယယ်မက်ဒရစ်အသင်းကိုနိုင်ရပြီးဆင်မီဖိုင်နယ်တက်ရောက်သွားတဲ့အာဆင်နယ်အသင်းဟာအခုနှစ်ဥရောပချန်ပီယံလိပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ရေးပန်းအစားဆုံးအသင်းဖြစ်လာခဲ့ပါလေ အချက်အလက်စုဆောင်းရေး website တစ်ခုဖြစ်တဲ့ OBD analysis ရဲ့ဖော်ပြချက်အရအာဆန်နယ်အသင်းဟာစီးပွားရေးအရောက်၄သင်းထဲမှာချန်ပီယံဖြစ်ဖို့အတွက်ရာဂနုအများဆုံးအသင်းဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ OBD ရဲ့စူပါကွန်ပျူတာကတော့ပထမပိုင်းမှာဘာစီလိုနာအသင်းကပေါ်ဆွဲဖို့အတွက်ရေပန်းအစားဆုံးအသင်းဖြစ်တယ်လို့သတ်မှတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ OBD ရဲ့ Super Computer ကယမနီရောက် Real Madrid အသင်းကိုနိုင်ရောက်ပြီးရင်တော့ Arsenal အသင်းက Champion ဖြစ်ဖို့အတွက်28.8ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီး Inter Milan အသင်းက 25ဒသမ9ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာရှိနေတယ်လို့ဆိုသွားခဲ့ပါတယ်။ PSG အသင်းကချန်ပီယံဖြစ်ဖို့24ရာခိုင်နှုန်းနဲ့ဘာစီလိုနာအသင်းကတော့ချန်ပီယံဖြစ်ဖို့27ဒသမ8ရာခိုင်နှုန်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတာလည်းပဲဖြစ်ပါတယ်။စပါကူနာရဲ့အတွက်ချပုံအရအသင်းသင်းရဲ့တမိုင်းအစင်လာနဲ့နောက်ဆုံးပွဲစဉ်တွေကဆွမ်းဆောင်ကိုအသုံးပြုပြီးတော့ဘောရဘဲချင်းစီရဲ့ဖြစ်နိုင်ရှိရလဒ်တွေကိုတွက်ချက်ပြီးတော့ချန်ပီယံဖြစ်နိုင်ဖို့ရာဂနုံးတတ်မှတ်ထားတာလည်းပဲဖြစ်ပါလိမ့် အောစနေတဲ့ကတော့ချမဲလီပြန်ပွဲမှာဘိုလူဘဲတက်ရောက်နိုင်ကြတာကအမြင့်ဆုံးအောင်မြင်မှုဖြစ်ပြီးချမီယံတစ်ချိန်တစ်ခါမှမဖြစ်ဘူးသေးတာလည်းဖြစ်ပါလိမ့်။ကဘရီတရီကရောချမလီဘိုလူဘဲမှာဘယ်အသင်းကပိုဆွဲသွားမလဲဆိုတာခံမှန်ပြောဆိုပေးခဲ့ကြပါတော့။အောစနေတဲ့ကတော့ဒီနေ့ချမ်ပီယံလိမှာကြံရှိနေတဲ့တသင်းသီးသောပရီးမီယံလိအသင်းတွေဖြစ်ပြီးချားအင်္ဂလန်အသင်းတွေအားလုံးကတော့စောစောစီစီပဲဆင်ကနေထွက်ခွာခဲ့ရပါလိမ့်။ဒါပေမဲ့သူတို့ရဲ့ဘိုလူဘဲဒီခီးလန်ကတော့လွယ်ကူမှာတော့မဟုတ်ပါဘူး။မြောင်းလန်လန်အခြေစားအသင်းတွေတော့နောက်ထပ်စောင့်ကြုံနေတဲ့အသင်းကတော့ Louis Enrique ရဲ့ PSD အသင်းလည်းပဲဖြစ်ပါလိမ့်။အာဆင်နယ်တရားအမရိမာဇာခရဲအောက်စုအဆင့်မှာဗီဒင်းချန်ပီယံတွေကိုနှုတ်ကိုးမရှိတဲ့အနိုင်ရရှိခဲ့ပေမဲ့အရိပွဲပြီးကြတဲ့အောင် PSD အသင်းဟာတိုးတက်ပြောင်းလဲခဲ့ပြီးအင်အားကောင်းတဲ့ပုံစံမျိုးဖြစ်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်ကတော့ဒါကကျွန်တော်တို့ရဲ့ဘောလုံးအားစားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးညတွေတည်းကတက်ညပါပဲ။တမန်ကြီးမားဆုံးအသင်းနဲ့ကျွန်တော်တို့ကစားခဲ့ရပါလိမ့်။ဒါဒီပြိုင်ပွဲမှာကျွန်တော်တို့အားလုံးအတွက်ဆေးရတက်ကြွစေခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါလိမ့်။ တို့တို့လောက်ခဲ့တဲ့ပုံစံနဲ့ဒီအဆင့်ကိုကြော်ဖြတ်နိုင်ကြတာအတွက်တို့တို့ကိုယ်တိုင်ပဲအရန်ကိုဂုံယူမိမှာပါဒါကအရန်ကိုခံခဲ့ပါလေနမနဲ့၃မိနစ်လောက်ကြာမှပဲဒီကွင်းဟာဘာမှမဆိုဖြစ်နိုင်တယ်ဆိုတော့ကိုသင်သိလာပါလိမ့်မယ်ဂန်ကောင်းစွာနဲ့ပဲတို့တို့အတွက်အရာတော်တော်များများအဆင်ပြေခဲ့ပါလေရေဘူးရအဖြစ်တို့တို့ဘွဲကိုနိုင်ရဖို့အတွက်လှုပ်ဆောင်ခဲ့တဲ့အရာတွေမှာလှုပ်ဆောင်ခဲ့ပါလေလို့ဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဒီတော့ BSD အသင်းကအရင်ကနေမတူတဲ့အသင်းကောင်းတဲ့အသင်းဖြစ်လာပြီးတော့လည်းနေပြလာတာကဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ အာဆီယံသင်းကချန်ပီယံပထမအဆင့်မှာတော့2024ခုနှစ်အော်တိုဘာလ2ရက်နေ့မှာ BSD အသင်းနဲ့တွေ့ဆုံရမှာနှစ်ကိုကိုမရှိတဲ့အနိုင်ရရှိကြတာဖြစ်ပါလိမ့်။လက်ရှိမှာတော့ BSD အသင်းကအရင်နေရာနဲ့မတူညီတဲ့အသင်းအသင်းဖြစ်လာပြီး Louis Enrique ရလည်းအမေရိကန်ကောင်းမွန်တဲ့နေပြဆိုတာသိရှိထားပြီးသားဖြစ်ကြောင်းနေပြရတာကဖွင့်ရပြောဆိုပါလိမ့်။ BSD အသင်းကအာဆီယံကိုရှုံးနိုင်ပြီးရဲ့နောက်ပိုင်းဆောင်းဆောင်ရီဟာပို့ပို့ပြီးတော့တိုးတက်လာခဲ့တာဖြစ်ပြီးရုံးနယ်အဆင့်မှာလဘောအသင်းကိုကြော်ဖြတ်နိုင်ခဲ့သလိုကွာတာဖိုင်နယ်မှာလည်းအက်စတိုမီလာအသင်းကိုအနိုင်ယူပြီးတော့ ဆီမီဖိုင်နယ်ကိုတက်ရောက်ရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ဆရော့ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ပွဲစဉ်ဖြစ်အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့လာမယ့်ဧပြီလ30ရက်နေ့မှာရှင်ပြန်ရတော့မှာလည်းပဲဖြစ်ပါတယ်။နေပြည်တော်ကလိုအန်စတော့ဒီကတော့အာဆင်နယ်အသင်းကချမ်ပီယံဆူလောက်ကိုရောက်ရှိနိုင်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ရေဘာရူရဲ့အသင်းကတော့ကြော်ပေါင်းရလဲငါးကိုတကိုနဲ့အနိုင်ရောက်ရှိခဲ့ပြီးလက်ဆွဲနှုတ်ဆက်စင်မှာအာဆင်အသင်းကဆူလာရဖို့မျှော်လင့်ပြီးအဲဒီလိုပဲဖြစ်လာနိုင်မယ်လို့ပျော်ရွှင်ရမှာဖြစ်ကြောင်းနေဗျာအန်စရော့ဒီကဖွင့်ရပြောဆိုခဲ့ကြောင်းအော်ဒီတာကဖွင့်ရခဲ့တာလည်းပဲဖြစ်ပါလိမ့်။အန်စရော့ဒီကကျွန်တော်ကိုအရန်ချစ်ခင်စွာဆက်ဆံပြီးတော့ကျွန်တော်အနိုင်ရောက်နိုင်မယ်လို့လည်းမျှော်လင့်ကြောင်းပြောပါလိမ့်။ပြီးတော့ကျွန်တော်ကိုကံကောင်းပါစေလို့လည်းဆုတောင်းပေးခဲ့ပါလိမ့်လို့အော်ဒီတာကဖွင့်ရခဲ့တာလည်းပဲဖြစ်ပါလိမ့်။ နေပြည်တော်တွေကတော့ချန်ပီယံလီဂကနေထွက်ခွာခဲ့ရတာကြောင့်ရီယန်နေပြည်ယာရုကနေထုတ်ပယ်ခံရဖို့နေဆက်နေပြီးဘရာဇီးလည်းပဲစဉ်အသင်းရဲ့နေပြည်ဖြစ်လာဖို့အစတင်ဆွေးနွေးနေတဲ့ဆိုတဲ့အကြောင်းတော့သတင်းတွေထွက်ပေါ်နေရလေးပဲဖြစ်ပါလိမ့်။မာယူရနဲ့အသင်းရဲ့ခြေစမ်းပွဲဇာမဲအာဆီယံအော်စတာအသင်းမှာမောင်မောင်လေးရွေးချယ်ခံရ။မန်ချက်စတာနဲ့တဲ့အသင်းရဲ့အာဆီယံညွန်မောင်းအာဆီယံအော်စတာအသင်းတို့ခြေစမ်းပွဲကိုလာမဲ့မေလ28ရက်နေ့မလေးရှားနိုင်ငံဘိုဂေဂျာလီကွင်းမှာကျင်းပဖို့အတွက်အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ကအစီအစဉ်ထားတာလေးပဲဖြစ်ပါလိမ့်။ အဲ့ဒီခြေတံပွဲမှာမြန်မာလယ်ယူစင်ကွင်းလယ်စားမှာမောင်မောင်လင်ကိုအာဆီယံညောင်မောင်အဖွဲ့မှာပါဝင်ကစားဖို့ရွေးချယ်လိုက်ကြောင်း AFF ကအကြောင်းကြားထားတယ်ဆိုပြီးမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကဧပြီလ18ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တာလည်းပဲဖြစ်ပါတယ်။မောင်မောင်လင်ရဲ့လက်ရှိမှာမြန်မာလယ်ယူစင်အသင်းတွေခြေစမ်းပြပါဝင်ကစားနေသလို Time Premier League Club 11 Warrior FC မှာလည်းခြေစမ်းပြစားနေတာကြောင့်အာဆီယံညောင်မောင်အသင်းတွေမြန်မာကိုစားပြီးရွေးချယ်တာဖြစ်တယ်လို့ AFF ကထုတ်ပြန်ကြေညာခဲ့တာလည်းပဲဖြစ်ပါတယ်။